မင်္ဂလာပါအားလုံးပဲရှင်ရောပရိသာ channel မှာကြိုဆိုလိုက်ပါတယ်အခုတစ်ခေါက်မှာတော့ um 2011 October Volume 6 Number 10 Shoot Magazine စာအုပ်ထဲမှာပါတဲ့ချစ်သူတန်းချင်းဆိုတာလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်ပေါ့ပေါ့ပါပါလေးနဲ့ချစ်သူကိုတန်းတားကြည့်ကြရအောင်เนาะချစ်သူတန်းချင်း ပြောပြပြရစီမောင်နှွေရောက်ပြီမောင်လွန်ခဲ့တဲ့၃နှစ်ကျော်ကနှွေနဲ့အတူမခေါ်ပဲရောက်လာခဲ့တဲ့နင့်အကြောင်းငါပြောပြရအောင်မလားမောင်မောင်ရဲ့တကယ်တော့ငါဟာနင့်ရဲ့အရင်နှီးဆုံးသစိမ်းတစ်ယောက်ပါငါဘဝငါပိုင်မိမဲ့နင့်ဘဝကိုနင်မမပိုင်မဲမောင်ငါနားလဲပါတယ်တကယ်တော့ငါဟာကြေကြွေမာကိုကြောက်နေမိတဲ့သူတစ်ယောက်ပါမောင်နင်ကတော့ ကျဲကျွေတာကိုကြည့်ပြီးလက်ခုပ်တီးပြောခြင်းနဲ့ကလေးလေးတယောက်ပေါ့လွန်ခဲ့တဲ့၃နှစ်ကဆိုပေမဲ့နင်နဲ့ပတ်သက်သမျှငါနှလုံးသားထဲမှာအမြဲရှိရဲ့မောင်နင်ကောက်ခဲ့တဲ့ရွက်ဝါလေးတွေကိုငါຫນွေရောက်တိုင်းသတိရနေတာပါမောင်ရဲ့တခါကနင်ဖက်ပြတဲ့စာသားလေးလူပေါ့မောင်ရွက်ဝါဆိုဒီမှာဇက်လန်စုံကန်းတွင် လွမ်းတေးမဆိုပဲငူပွဲကိုဟန်အမူယာဖြင့်တဲယူတတ်သည့် ရာသီဤကခြေသေးများသာဖြစ်ပါ၏တဲ့။နင်ကတော့ငါအတွက်ငါနှလုံးသားပင်စီကနေစွန့်ခွာထွက်ပြေးသွားတဲ့ရွက်ဝါလေးတွေ့ရပါမောင်။ငါအတိတ်ကိုကြောက်ကြောက်လာတယ်မောင်။နင်နဲ့ပျော်ရွှင်ခဲ့တဲ့အတိတ်ကိုတော့ငါလွမ်းပါတယ်မောင်။နင်နဲ့အတူခေပန်းကောက်ခဲ့တာတွေမိုးရေထဲမှာအတူတူအိမ်ပြန်ခဲ့တာတွေကျောင်းတော်ကြီးမှာပျော်ပျော်ရွှင်ရွှင်ကစားခဲ့တာတွေငါစိတ်ထဲမှာ မနေ့တနေ့ကလိုပဲမောင်းကန်တရားကသာငါတို့နှစ်ယောက်ကိုမခွဲဘူးဆိုရင်အခုချိန်မှာငါဘွားကပြင်းမငုတ်တူကြီးလို့ထီးကျန်နေမှာမဟုတ်ဘူးမောင်းနင်ငါ့ကိုပြောခဲ့တယ်နော်မောင်းကိုခွင့်လွတ်နိုင်ပါစေလို့ငါခွင့်လွတ်ပါတယ်မောင်းရဲ့နင့်ကိုငါအရာအလုံးအတွက်ခွင့်လွတ်ပြီးသားပါငါတို့အတူတူပြောခဲ့ကြတဲ့နေ့တွေကိုလွမ်းနေမောင်းနင်းနဲ့ငါစကနိုင်လူခဲ့တာတွေပေါ့ အချစ်ဆိုတာရယူခြင်းလို့ငါပြောတယ်။နေငါပေးဆက်ခြင်းလို့ဇွညင်းနေ။နောက်ပိုင်းအရှုံးပေးနေကြနေငါကို အနိုင်မယူခဲ့ဘူး။နေပြောသလိုနေဟာပေးဆက်ခြင်းနဲ့ချစ်သွားတဲ့သူတယောက်ပါမောင်။ဘာကြောင့်လဲမောင်။အကြောင်းပြချက်မရှိငါအနာကနေထွက်သွားတာဘာကြောင့်လဲ။သုံးနှစ်တာခင်မင်မှုကိုမှမထောက်။နေငါကို စိမ့်သွားတာဘာကြောင့်လဲ။ ငါမျက်ဝန်းတွေနင့်ကိုမမြင်ချင်အောင်စောင်းနေပေမဲ့နှုတ်ဆက်ပြုံးပြခြင်းနေတာနင်သိမှာပါမောင်ဒါပေမဲ့မိမမာနာကိုတော့နင်မမေ့သင့်ဘူးမောင်ငါမာနာဘလောက်ကြီးရယ်ဆိုတာနင်သိမှာပေါ့မောင်ငါအံ့ဩတယ်တကယ်အံ့ဩတယ်မောင်နင်လုံးဝစိတ်ငြားရက်တယ်ဘာအကြောင်းပြချက်မှမရှိပဲငါတို့ရဲ့ခင်မင်မှုကို နင်ဖြက်စီးခဲ့တယ်ငါအစကတိတ်ဆိတ်နာတယ်မောင် နင်းတစ်ခါတစ်ခါနားလည်မှာပါငါမျက်ဝန်းတွေထဲမှာနင့်ကိုပြောပြခြင်းတဲ့စကားတွေပြည့်နှက်နေတယ်ဆိုတာတစ်ခါတစ်ခါနင့်ရဲ့ဥပိ္ပခါတွေကိုငါကြောက်ကြောက်လာတယ်မောင်နင့်မွေးနေ့ရောက်တော့ငါသတိရပါတယ်မောင် ထွေထွေထူးထူးမလုပ်ဖြစ်ပေမဲ့နင်းနဲ့ငါအရင်လိုခင်မင်ပြရစေလို့ငါဆုတောင်းခဲ့တယ်မောင်နင်မမိမှာပါငါမွေးနေ့တုန်းကနင့်ကိုချောကလက်ကျွေးခဲ့တာလေသွားကြညက်တယ်လို့နင်ပြောခဲ့တာ ငါချောကလက်စားတိုင်းသတိရတယ်တိလားနင်ငါနဲ့စိမ့်သွားပေမဲ့နင့်အတန်နင့်အရိပ်နင့်အပြုံးတွေကိုမြင်နိုင်ငါကြည်နူးတတ်တာတိရဲ့လားနင့်အတွက် အမှတ်တမဲ့ဆိုတဲ့အရာတွေဟာငါအတွက်အမှတ်တရဖြစ်စေခဲ့တာကောနင်တိရဲ့လားဘာတွေလဲဘာတွေပြောနေကြတာလဲဘာနင့်မှာကင်ဆာယောဂဟုတ်လားအဆုတ်ကင်ဆာတဲ့အဖြစ်ဆိုးလာကြီးလားမောင် အရင်ကနင်ပါလို့ငါ့ကိုစိမ့်သွားခဲ့တယ်ဆိုတာငါသိပါပြီမောင်ရဲ့စောစောစီးစီးငါ့ကို အမုန်းနဲ့တန်ရောစင်အရင်ဖြတ်တာပေါ့ဟုတ်လားငါသိတာနောက်ကျသွားပြီလားမောင်နင်စေးုံတက်ကူနေရပြီတဲ့အခြေအနေဆိုးတယ်တဲ့သတင်းတွေကငါနားနဲ့မဆက်အောင်ဝင်လာတယ်မောင်ရဲ့ငါနင့်စီကိုလာခဲ့တယ်မောင်ငါနင့်စီကို လာခဲ့သေးတယ်ဒါပေမဲ့ငါအခါနှောင်းခဲ့တယ်မောင်ရဲ့ ငါလဲရောက်ရောငါ့ကိုရုတ်တရက်လှမ်းကြည့်ပြီး ကြည်ကြည်နက်နက်ကြီးပြုံးလို့နင်လက်ပြနှုတ်ဆက်သွားတယ်။အိုးနင်တည့်ရက်ဆက်တယ်မောင်ငါ့ကိုတယောက်တည်းခြံထားခဲ့တယ်။နင်ငါ့အတွက်စာလေးတစ်စောင်ရေးပေးခဲ့တယ်နော်။ကို့ဘဝကိုကြောင်းကောင်းမလေးအချစ်ဆိုတာဘဝမဟုတ်ဘူး။ဘဝရဲ့အစိတ်ပိုင်းတဲ့။စာတူလေးကငါ့ရင်ကိုထိတယ်မောင် အသေးကိုနာစီတယ်။ လုံးသားကိုကြွဲအပ်စေတယ်မောင်။နင်ပြောတဲ့အတိုင်းငါဘဝကိုငါလိမ့်လိမ့်မှမှကြောက်နေပါပြီမောင်ရဲ့။မငိုရက်ဘူးမောင်။ငါငိုနေတာနင်မြင်သွားရင်နင်ဘယ်စိတ်ချမ်းသာမလဲ။ငါမငိုဘူးမောင်။ဒါပေမဲ့မျက်ရည်တွေက သူ့အလိုလိုကျလာတယ်မောင်ရဲ့။နင်တစ်နှစ်ပြည့်မှာငါမငိုပါဘူးမောင်။မျက်ရည်ကျတာပါ။ဝမ်းနေဝမ်းသာခံစားချက်မရှိတဲ့ အယောင်မဲ့ငှက်မျက်ရည်တွေပါမောင်းရဲ့။နင်ဖြစ်စေခြင်းနဲ့ဆိုင်းဆရာမဖြစ်အောင်လဲငါကြိုးစားနေတယ်မောင်။တမလွန်ကနေနင်ပြုံးနိုင်ပါစေမောင်ရဲ့။နောင်ဘွားဆိုတာလည်းရှိပါစေမောင်။အဖန်တလဲလဲလဲနေတဲ့တန်နီယာ၌ပြန်လဲတွေ့ဆုံတတ်သောရည်ဆက်လည်းရှိပါစေမောင်။တန်နီယာတစခန်းမှာ မောင်နဲ့ပြန်တွေ့ခွင့်ရရင် မောင်ကို ခွင့်လွှတ်နိုင်ပါသည်ဆိုတဲ့အကြောင်း မောင်ကိုပြောပြပြရစီမောင်ဇာနီကလေးဟုတ်ကဲ့ပါရှင်ဒီချစ်သူတန်းချင်းဆိုတာလေးကတော့ဒီမှာပဲဆုံးသက်သွားခဲ့ပါပြီရှင်နားထောင်ရတာလေနည်းနည်းဟိုမောင်ခေါ်တန်လေးကမနူးညံ့မဲနဲ့တောင်းတောင်းကြီးဖြစ်နေရယ်ဆိုလို့ရှင်တော့တီးခံခွလို့ပြီးကြပါရှင်ကျွန်တော်ကမောင်တင်းမဟုတ်ဘဲနဲ့ကုကုတင်းဖြစ်လို့ပါရှင်ဒါကစကားချက်ပါဟုတ်ကဲ့ပါရှင်နားစင်အပိကေချာသူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင် ကျမ်းမာပြီးကင်းကြပါစေ2011ခုနှစ်အောက်တိုဘာလထုတ် You Magazine ကလင်းတော်ဝေရဲ့တန်းစီနေတဲ့မျက်နှာဆိုတာလေးကိုဖတ်ပြပေးကြပါလေရှင်တန်းစီနေတဲ့မျက်နှာကိုရှင်ခုံတန်ကိုပင် ဝင်းပလွေတကောင်ဤဦးတန်မျိုးလို သူကြားနေမိသည်ပျောက်တော်သူရှာလင်တွေ့ဆိုသောစကားကိုကင်ဆွဲပြီးပျောက်ဆုံးသွားသောမျက်နှာလေးကိုရှာဖွေရန် ထွက်လာခဲ့ရတော့လေသူ့အပေါ်တွင်ဘဝကို တနှုံနှုံစဉ်းစားနေသည့်ဓာတ်တစင်းသာ ရှက်မိုးလိုက်ပါလာခဲ့သည် ထို့ပြင်သူ့တွင်ပါလာသော အရာများမှာမိတောက်စားနေသည့်ပြစ်ချွဲချွဲတောကများနှင့် ပွားယောင်းမှုံယူနေသော နောင်ဒများသာ ဖြစ်သည်မွေးဖွားစဉ်အချိန်ကလေးကပါရှိခဲ့သော မျက်နှာပြင်နေရာတွင် တခြားမျက်နှာပြင်တစ်ခု ပြောင်းလဲရောက်ရှိလာနိုင်မည်ဟုသူတခါမှပင်မတွေးဘူးခဲ့ ကိုမျက်နာပျောက်ဆုံးသွားမည်ဟု၍လဲတတတာအတွင်းတကြိမ်တခါမှပင် မစင်စားမိခဲစပွဲပေါ်တွင်ထောင်ထားသည့်ဓာတ်ပုံလေးကို လွမ်းဆွတ်နာကျင်စွာ ကြည့်မိလိုက်သည်ဓာတ်ပုံထဲမှာလူငယ်တယောက်၏မျက်နာတွင်ရိုးသားဖြူစင်မှုများကို ကြည်လင်တောက်ပသည့်မျက်ဝန်းများတွင်တွေ့မြင်နိုင်၏ချောမောလှပသည့်မျက်နာမျိုးဟု မဆိုနိုင်တော်လဲမေးရိုးများကိုကြည့်ယုံနှင့်တည်ကြည်သူတယောက်အဖြစ်မှန်းဆနိုင်၏ ကွေးညွယုံသာပြုံးထားသည့်နှုတ်ခမ်းသားများသည်ဂရိကြောက်စိရုပ်ထုများမှနှုတ်ခမ်းသားများကဲ့သို့ပြည့်ဤတေသက်စွာပေါ်လွင်လှသည်အနေငယ်ကြီးမားကဘေးသို့ကားဆွင့်နေသည့်နရွက်များဤပုံစံသည်ဉာဏ်ပညာကြီးမားသော သူများဤနရွက်ပုံစံဟု အင်္ဂါရုပ်ဖက်ဆရာများ ဟောပြောကြသည့်တရံအတိုင်းဖြစ်သည်မျက်နှာပြင်ရှိတွင်ပြင်လက္ခဏာအလုံးကိုခြုံငုံပြီးပြောရမည်ဆိုရင် တီဂျီရိုးသားသူတယောက်ဟုအများကအတိအမှတ်ပြုမှတ်ချက်ချကြမည်သေးကြ၏သူခေါင်းငိုက်ဆိုင်ကြရင်ဓာတ်ပုံကိုစပွဲပေါ်သို့ဝန်းနေကြေကွဲစွာမှောက်ပြလိုက်မိသည်ဆိုးရွံ့ထိတ်မောမှုများသည်သူ၏ခန္ဓာကိုယ်တစ်လျှောက်လုံးဒိုးရှို့ပေါက်ဖျက်ဆီးနေကြသည်ထိုကဲ့သို့ခံစားမှုများကြောင့်သူသေးသာသေးလိုက်ခြင်းတော့သည် အမှန်တကယ်ပြောရရင် ကိုကိုကိုပင် အဆုံးစီရင်ဖို့သူစိတ်ကူးမိသေး၏တေချာစဉ်းစားပြီးမှ လက်တွေ့လှုပ်ဆောင်ဖို့ကြံရွယ်မိသောအခါထိုကိစ္စသည်လည်းလွယ်ကူသော အကြောင်းတရားမဟုတ်မှန်းတီခွင်ရခဲ့သည် အဖန်905ကဘာဆိုသော စကားကိုလည်းတေလွန်ပြီးနောက်မှဂျုံတွေ့ရမည်ဖြစ်တော်လဲသူကြောက်ရွံ့မိသေးသည် သို့သောလက်ရှိဖြစ်တည်ခံစားနေရသည့်အနေအထားကိုလည်းရှက်ရွံ့နေမိသည် အခန်းထဲရှိကိုလုံးပေါ်မှန်ချက်ကြီးရှေ့တွင်ရက်က သူ့မျက်နာကိုတေချာပြန်ကြည့်မိသည် ဖြိုးဖြိုးမောက်မောက်မြည်တောက်လာသောဒေါသအရှိန်များနှင့် သူ့စိတ်ပြတ်မှုများသည်ကြောက်ရွံ့မှုအတွင်သို့ပင်ပြောင်းလဲလာခဲ့သည်မှန်ထဲတွင်ပုံရိပ်ထင်တွေ့မြင်ရသည့်မျက်နာကို ကိုယ်ခန္ဓာကိုယ်မှအစိတ်အပိုင်းတစ်ခုအဖြစ်ဘလို့မှလက်ခံ၍မရဒါငါမျက်နာမဟုတ်ဘူးငါမျက်နာမဟုတ်ဘူး ဖြိုဖျဲအနေထားများနဲ့သူအတန်ကုန်ချစ်ပြီး အော်ဟစ်လိုက်မိသည်မတွေးမဆဘဲနဲ့ပုံပန်းပြက်ခဲ့ရသောဘဝအထားအသူကိုကြုံလိုက်ရသည်မှာမိသည့်အကြောင်းအချက်များကြောင့်ဖြစ်ရသည်ကို သူဝေခွဲမရဖြစ်မိသည် လူတယောက်တွင် ပုံမှန် ပြမ်းမြရှိသင့်သည့်ကျမ်းမာရေးအနေထားကို သူဂယုတစိုက် ထိမ့်သိမ်းနေထိုင်ခဲ့ပါသည် စေဝါအလွန်အကျွံသုံးဆွဲမှုများကိုလည်းမပြုလုပ်ခဲ့။မူရစ်စေဝါများကိုလည်းမသုံးဆွဲခဲ့ပါ။မူရစ်တောက်စားမှုဟုဆိုရအောင်လဲတောက်ခဲ့သောအရက်များမှာနိုင်ငံခြားဖြစ်ဈေးနှုန်းမြင့်မား၍အရေးသွေးကောင်းမွန်သောအမျိုးအစားများသာဖြစ်သည့်လိမ်မှုကိစ္စအပျော်ပါလိုက်စားမှုများတွင်လည်းယောဂါကူးစက်ခံရမှုမရှိရအောင် အကာအကွယ်များအသုံးပြုခဲ့သည်ကြီးဖြစ်၏။ထို့အတွက်ကြောင့် ူအဖြစ်ကိုအဖြေရှာမြဖြစ်ရခြင်းဖြစ်သည်မျက်နှာပြင်မှပြောင်းလဲမှုများသည်ရုပ်ချီးပြောင်းလဲခဲ့သည်မဟုတ်ပြောင်းလဲမှုကိုသူပထမဆုံးသတိထားဂယုပြုမိသည်မှာအပေါင်းအသင်းများ၏စကားကြောင့်ဖြစ်သည်ဟေးလူကျမရေးစစ်စစ်တာလေးလှုပ်အောင်ဂယုဆိုင်ဗျာခင်ဗျားမျက်နှာကြည့်ရတာကတခုခုဖြစ်နေသလိုမျိုးဗျဖေဖေမမပြောတတ်ကြသည့်မိ쇠များကသူ့အားရိုးရိုးသားသားသတိပေးကြခြင်းဖြစ်သည် ဆယ်ကျော်သက်အရွယ်မိကောင်ပေါက်ဘွားမှာရုပ်ပြောင်းတာကတော့တဘာဝပါဗျာဒါပေမဲ့ခမရအဖြစ်က အသက်တောင်50ကျော်60နာနီးနေပြီးမျက်နှာပြင်ကပြောင်းလဲလာတာကအထူးခြားတယ် medical check up လုပ်မပေါ့နဲ့ဗျာတိလားအကြောင်းရင်းကိုရိပ်စားမိကြတော့လဲဖော့ကပြောပေးတတ်ကြသည့်တချို့လူများဤစကားများကြောင့်မပေါ့စားခဲ့ပါလက်လန်းမိသည်၍ထပ်ပို့ပြီးသူ့အဖြစ်ကို နားလေတက်ကြွသည့်ဆရာဝန်ကြီးများ ဆေးပညာရှင်များနဲ့ပြသစစ်ဆေးမှုခံယူခဲ့ပါသည် တူညီဒီမှာဆရာဝန်ကြီးများ၏ဆေးစစ်ချက်မှတ်တမ်းများသည်ထူးခြားသောယောဂလက္ခဏာများကို အကြောင်းရင်းမဖော်ထုတ်နိုင်ခြင်းဖြစ်သည်ပျောက်တံကောင်းမာ၏ဆိုသောမျော်လင့်မှုများဖြင့်နိုင်ငံခြားမှတံမိုးကြီးဆေးဝါးများကိုလည်းမှာယူတောက်သုံးခဲ့သည် သို့သော ထူးခြားမှုမရှိခဲ့ ချားဘူးနာဝညှုံးဆိုသည်။ပြောရမည်ဆိုရင်ပူပြီးပြောင်းလဲပြက်စီးလာသောမျက်နှပြင်ပြောင်းလဲမှုသာပြောစရာရှိသည်။တရက်ထက်တရက်ပုံမူတိတာထင်ရှားလာသည့်လက္ခဏာများကြောင့်ပတ်ဝန်းကျင်အတိုင်းဝိုင်းတွင် မဝင်ထွက်ရဲတော့တွေ့သည်။လူများ၏အမေးကို ဖြေကြားရသည်မှာမိတော့နေသောဓာတ်တန်လျက်ကို ရှာပေါ်တင်ထားရသလိုမျိုးခံစားရ၏။မိသားစုဝင်များအတွင်းတွင်လည်း ပဝင်းကျင်မှလူများ၏စကားများကြောင့်သူ့အားလေးစားယူသိမှုရော့ပါလာခဲ့သည် သူကြောင့်မျက်နာပြက်ရသည်အဆက်တကွဲဖြစ်ရသည်ဟု ပြောဆိုလာကြသည် တကယ်တမ်းပြောရရင်သူရှာဖွေခဲ့သောစည်းစိမ်ဥစ္စာငွေကြေးဓနများသည်သူတယောက်တည်းသုံးဆွဲဖို့ရှာခဲ့သည်မဟုတ်မှန်မိသားစုဝင်များတည်တင်ပါသည် ပဝင်းကျင်မှလူများ၏စကားများထင်မြင်ချက်များအတိုင်းသာမှန်ကန်ခဲ့လျင် သူတို့ကြောင့်ပင်မျက်နှာပြင် ပြောင်းခဲ့ခြင်းဖြစ်သည်။သူအချိန်နေကောင်းစဉ်အတူခံစားဆန်စားခဲ့ကြသည့်မိသားစုဝင်များသည် သူအားပြစ်ပယ်ထားကြသည်ကိုဘာမှမတတ်နိုင်တော့ဝမ်းနည်းနာကျင်မှုများနဲ့အားငယ်မိလာသည်။ရှေ့ဆက်ဖြစ်လာမည့်အနာဂတ်ကိုတုံတုံမောမော တွေးစားကြည့်ကအိုက်အိုက်မောင်မောင်ခံစားနေရသည်။ နီရဲပြီးပြူးထွက်နေသည့်မျက်လုံးများသည်အပေါ်မှဣတွဲကျနေသည့်မျက်ခွန်အောက်တွင်ပြည့်ညံ့နေသည်အရှိသို့ပိုမိုဆုချွန်းထွက်လာသည့်နှာရောင်ကောက်ကောက်ဤအောက်ဖက်တွင်နှုတ်ခမ်းသားများသည်အထက်အောက်လန်ထွက်ကာသွားဖြူဖြူချွန်ချွန်များတွေ့မြင်ရသည်တချိန်သောကာလမှပညာရှိများ၏နရွက်များနှင့်တရံတူသည့်အပြောခံရသည့်နရွက်အစုံကအတော်ကိုရှေလျားကအပေါ်သို့ထောင်တက်ပြီး လားများဤနရွက်များလိုဖြစ်နေသည် ဝင်းပလွေတကောင်ဤမျက်နှပြင်ကဲ့သို့အမွေးအမင်များဖုံးလွှမ်းနေသည်မှာအရင်အဆိုင်ဟန်ပေါက်နေသည် မျက်နာကိုသူလက်ဖြင့်စမ်းကြည့်မိသည် ချုံးမွေနူးညံ့သောအသားရည်နေရာတွင်စင်တကောင်ဤအရေပြားကဲ့သို့မာကြောကြမ်းရှနေသည်ကိုထိတွေ့လိုက်ရသည့်အတိကြောင့်ဂျိုးကျိန်တုံခါအောင်ခံစားလိုက်ရသည် လူတွေပေါ်မကောင်းကြံမတရားလုပ်လို့ကြည်လေ အခုဆိုရင်ရုပ်ကလူရုပ်နဲ့ကို မတူတော့ဘူးတိရစ္ဆာန်ရုပ်ပေါက်နေပြီအဲ့ဒါသူ့ကြောင့်ဒုက္ခရောက်ခဲ့ကြရတဲ့လူတွေရဲ့မေတ္တာစူးတာဗျလူသားချင်းစာနာမှုမရှိငါမိသားစုနဲ့ငါကောင်းစားရင်ပြီးရောဆိုပြီးပတ်ဆက်ရုပ်မာခဲ့တာဒီလောက်ဖြစ်တာနဲအောင်နေသေးတယ်အမှန်ဆို အရှင်လက်လက်မြေမျိုးခံသိရမယ်လူဗျဖះဥပဒေကဒဏ်ခတ်တာပါသူ့လောက်ရက်တွေဘလောက်ဖုံးကွယ်လိမ့်ညာပါစေမကောင်းတာလုပ်တဲ့လူကတော့ မကောင်းတဲ့အကျိုးခံစားရမှာပါ။ကွယ်ရာတွင်တစ်မျိုး၊ရှေ့တွင်တစ်မျိုး မကြားတကြားပြောဆိုကြသည့်စကားများသည့်အတန်များသာ ဖြစ်တော်လဲနားထဲသို့ရောက်လာသောအခါမိလောင်နေသောဓာလန်များထိုးဖောက်ဝင်လာသလိုသူခံစားရသည်။ဤသို့ပြောဆိုကြသည်ကိုလည်းမိသို့မှတုတ်ပြန်ရန်မစွမ်းနိုင်တော့။ရခင်အချိန်ကာလများအတိုင်းဆိုလျင်တော့ သူအားပြောဆိုကြသည့်လူများ၏ပါဇက်များကိုမီးဟုံဟုံတောက်အောင်ပြုမိမှသိကြသည်။မှန်ရှိရင်ရက်ရင်နေစဉ်ကြီးခဲမိသည့်အချိန်ပေါင်းမနည်းတော့မှန်ထဲတွင်တွေ့မြင်ရတဲ့ရုပ်တွင်ကိုသူငေးဆွေးစွာကြည့်မိပြန်ပြီးမျက်ဝန်းများမှမျက်ရည်များထွက်ကြနေတော်လဲကိုမျက်နာကိုယွံမုံမိသည်ကိုမျက်နာမှန်းသိတော်လဲတနာကယူနာတက်เสียမရှိ အော့နှလုံးနာစရာရင်ထဲတွေ့မြင်ရသည်။နာကြီးကြေကွဲမှုက ရင်ထဲစို့တက်လာသည်။အရင်ချိန်က မျက်နာလေးပြန်ရအောင်ဘလို့ရှာဖွေရမလဲ။သူအိမ်တွင်းအောင်ရင်နာကျင် ထိတ်လန့်ရင်ရက်ပေါင်းများစွာမီးခိုးတူအူထအောင်စဉ်းစားနေမိသည်။ရှင်လျက်နှင့်တည်နေရသောအဖြစ်မျိုးတွင် သူကြိတ်ကြိတ်ထ ရှေလျားသော လူများ၏အကြည့်များကို မခံစားနိုင်တော့ ရုပ်ပိုင်းဆိုင်ရာခံစားမှုတွင်သာမကစိတ်ပိုင်းဆိုင်ရာတွင်လည်းပုံပြက်ရော့ကျနေသလိုဖြစ်နေသည်ပျောက်တော်သူ ရှာဖွေတွေ့ရန် နေရာအနှံ့သူယူတယောက်လိုသူလိုက်ရှာခဲ့ပါ၏အိမ်မထွက်ခါတဆေထစ်ချုံသည့်တပြန်းပြန်းအော်ဟစ်မှုလိုဖြစ်နေသောစိတ်များနှင့်သူရှာမိပါသည် သို့သော လေးကိုချီနောင်ရန် ကျိုးတခွေအရှာထွက်ခဲ့သူပမာဖြစ်ခဲ့သည် ပျောက်ဆုံးသောမျက်နှာပျောက်ဆုံးသွားသောဘဝပျောက်ဆုံးသွားသောအချိန်ကာလခံစားမှုတွေခေါင်းထိုးနှစ်ပြီးစူပွဲ့လောက်အောင်တရိယလွမ်းဆွတ်သောအချိန်များနှင့်အတူ ရှက်ကြောက်တုန်လှုပ်မှုများကသူ့ကိုရစ်ပတ်တုန်နှောင်ထား၏ကိုယ်တိုင်ပဲ့ကြွေခံလိုက်ရသည့်ကိုကျင်စာကရင်ထဲတွင်တစ်ဆုနာကျင်စေသည်မို့ပြုခဲ့မိသောအမားများကို ပြန်လှန်တရိယမိသည်တစ်ချိန်က အချိန်နဲ့မမျှအောင်ငွေကြေးစူးစမ်းရှာဖွေခဲ့သည့်များကိုတီဝေသောမျက်ဝန်းများနှင့် ပြန်မြင်ရောင်နေမိသည်တနေ့တနေ့ရောက်ခဲ့ရသော အစည်းအဝေးများလိုက်လံကြည့်ရှုစစ်ဆေးရသည့်လုပ်ငန်းအတွင်းရှိစက်ယုံကုံထုတ်လုပ်မှုများလစဉ်လို တက်ရောက်ခဲ့ရသည့်ဂုံပြုညစာစားပွဲဧကံပွဲများထိုအချိန်ကဘဝကို သူအခြေနဲ့ကြီးခြေနဲ့ကဂုံဝင့်မိခဲ့သည် ငွေကြေးနှင့်ဂုံဒဏများအုပ်မိုးထားသည့်အောက်သို့ဝင်ရောက်နေရာရရန်ဘတ်ပေါင်းစုံမှပတ်စံကိုကြားစီဖားစီရှာခဲ့သည်ပတ်စံရမည်ဆိုလျှင် တရားသောနည်းမတရားသောနည်းဖြင့်ခွဲခြားမှုမပြုဘဲနှင့် ရှာဖွေခဲ့၏ဤလံပေါင်းစုံဖြင့်ငွေကြေး၏စာလောင်မှုပဇက်ကို ဖြည့်ဆည်းခဲ့ပါသည်သူ၏ငွေကြေးဒဏ်တိုးပွားရန်ဘဝပေးဆက်သွားရသူများ မိသားစုတိုက်မြုံပြိုအပ်မွားကြေသွားရသူများညရေပင်လဲတွင်နစ်မွန်ခဲရသူများသူ့အပေါ်အော်ဂလီဆန်ယွန်ရှာသူများအလုံးအပေါ်မထီမဲ့မြင်ဂျွတ်ဆက်ဆက်ဆက်ဆံမောက်မာခဲသည်များကိုသူသိမြင်လာသည်ကိုဘွားအတွက်အရာတော်တော်များများကုံလုံးကြွယ်ဝပြီဟုကြည်နူးမှန်ဝင့်မိချိန်ထိတ်လန့်ခြောက်ခြားစွာတွေ့ကြုံရသည်မို့ ထိတ်လန့်ခြောက်ခြားစွာတွေ့ကြုံရသည်မို့သူ့အပေါ်မခိုးမခန့်အုံမိုးထားသောဓားတလက်ဤအောက်တွင်ရှက်ရွံ့အားငယ်မှုများနှင့်တွန့်လိန်ကော့ပြန်နေရခြင်းဖြစ်သည်ဆိုးညစ်မိုက်မဲလွန်းစွာ ပြုခဲမိသည့်အမားများကိုသတိရမိတိုင်းပျောက်သွားသော မျက်နာလေးပြန်မှတွေ့ရပါအောင်မလားဆိုသည့်တောကမီးကစိတ်ကိုလွှမ်းခြုံထားသည်မိတောင်ကိုမျိုး ထားရသောအနေထားတွင်ဖြစ်နိုင်မည်ဆိုလျှင်ပြုခဲ့မိသည့်အမှားများအားလုံးကို ဝင်ချတောင်းပန်ခြင်းမှသည်ဒါမှမဟုတ်တတ်မှတ်မှုကြီးစွာရှာဖွေစုဆောင်ခဲ့သည့်ပိုင်ဆိုင်သမျှစည်းစိမ်ငွေကြေးအားလုံးပြန်ပေးအပ်က ခွင့်လွှတ်မှုကိုရယူခြင်းမှသည် ကိုယ်တမိုင်းကိုရေးသည့်ဆိုတော်လဲမှားယွင်းခဲ့သောတမိုင်းကိုတော့ဘလို့မှယော်ပြီးပြင်ဆင်ခွင့်မရနိုင်သည်ကို သူသိရှိလိုက်ရသည် နေ့စဉ်ထီးတဲကြုံတွေ့ရသည့်စကားများတောကများကြားအဖြစ်တစ်ခုကိုရှာဖွေရင်းလက်ခနဲတငယ်ချင်းတယောက်ကိုသူအမှတ်ရမိသည်တငယ်ချင်းစီတွား၍အကူညီတောင်းလင်ရနိုင်မည်ဆိုသောအတွေ့တစ်ချက်ရလိုက်သည်တငယ်ချင်းကကြောက်ဆုံးသွားသော မျက်နှာလေးကို ပြန်လည်ရရှိအောင် မဟုတ်ရင်တောင်မှလမ်းစပေးနိုင်လောက်သည်ဟုတငယ်ချင်းအကြောင်းကိုသိသူပြီးပြီးယုံကြည်မိလိုက်သည် အချိန်မဆိုင်မဲမျောလင့်မှုများရိမ့်ခတ်လောင်မြိုင်ကတငယ်ချင်းစီသူထွက်လာခဲ့သည်။အိုးကံကြမ္မာရဲ့တချက်တော့လှဲ့ကြည့်ပါဦး။ငါဖြစ်ကဒါပါပဲကွာ။မင်းကူညီနိုင်ရင်ကူညီပါဦး။တက်ပြင်းချသည်နှင့်သူဤစကားဆုံးသောအခါတငယ်ချင်းဖြစ်သူက ပြုံးစီစီနှင့်နားထောင်နေရမှလှုပ်ရည်လိုက်သည်။တငယ်ချင်း၏အပြုမူကိုကြည့်ပြီး သူအားငယ်မိ၏။စိတ်တွင်ကြိတ်ပြီးပြောမိသေးသည် ။လောင်ရက်ပါပေးတငယ်ချင်းရဲ့အချိန်တန်ကြာမှတငယ်ချင်းဖြစ်သူသည်သူ၏မျက်နှာအားမျက်မှောင်ကုတ်ကာဖုံးအုပ်ထားသောအဝတ်စကိုလှက်၍ဆေးဆက်စွာကြည်လာသည်မျက်မှောင်ကြီးကုတ်ထားရာမှတဖြည်းဖြည်းချင်းပြန်ချရင်သူ့ကိုစကားဆိုသည်မိဟာကအဆွဲပေါက်တဲ့အဆင့်အောင်မရောက်သေးပါဘူးကွာဒါများဘာဖြစ်တာမဲ့လို့ဘာမှမပူနဲ့တငယ်ချင်း၏စကားကြောင့်ထိတ်ခနဲသူရင်ခုန်မိသွား၏ တငယ်ချင်းကသူ့အားစိုက်ကြည့်ကာခက်တီတီပြောသည်မင်းမျက်နှာမှာဖြစ်နေတာကိုကုသပေးနိုင်တဲ့ဆရာတယောက်ငါသိတယ်။သူဖြင်းညင်းစွာပင်သက်ချမိ၏။ကောက်ရိုးတမြင်လိုတငယ်ချင်း၏စကားကိုအကျွင်းမဲ့ယုံကြည်မိသည်။အဲ့ဒီဆရာကပျောက်သွားတဲ့မင်းမျက်နှာကို ပြန်ရအောင်လှုပ်ပေးနိုင်ုံမကဘူး။တခြားမျက်နှာပုံစံလိုမျိုးလိုချင်နေဆိုရင်တော့လှုပ်ပေးနိုင်တဲ့လူပါကွာ။သူ့စီရောက်ရင်မင်းခံစားနေရတဲ့တောကမီတွေဟုတ်ခနဲ့ငိမ့်သွားမှာပါကွာ။ ။တငယ်ချင်းဤလက်မောင်းကိုစုပ်ကာလှိုက်လိုက်လဲလဲသူကျေးဇူးတင်စကားဆိုမိသည်။ဒါဆိုလဲကူညီလက်ဆနဲ့ဆက်ကူညီပါအောင်ကွာ။မင်းကျေးဇူးကိုငါဒီတတက်မမေ့ပါဘူး။မင်းပြောတဲ့ဆရာစီလိုက်ဖို့ပေးပါနော်။တငယ်ချင်းဤခေါင်းငိမ့်ပြကပေးလာသည့်အဖြေအတွက် အနိုင်အဆမရှိပျော်မိသွားသည်။ပျောက်ဆုံးသွားသောမျက်နှာပြန်တွေ့ရတော့မည်မို့ပျော်ရွှင်တက်ကြွစွာတငယ်ချင်းဖြစ်သူ၏ခေါ်ဆောင်ရာနောက်သို့လိုက်လာခဲ့သည် လမ်းတွင်တငယ်ချင်းပြောပြသည့်စကားများကြားရသောအခါ သူလွန်စွာပင်အံ့ဩမိသည် သူကဲ့သို့မျက်နာပြက်ရွင်းကဆရာကြီးစီတို့ရောက်သွားသည့်လူများ၏နမည်များကိုကြားရသောအခါပို့ပြီးအံ့ဩမိသည် မျက်နာပြောက်သွားသော သူများတွင် သူနှင့်ခင်မင်းရင်းနှီးသူလောက်ဖော်ကင်ဖက်အတော်များများပါဝင်သလိုသူလုံးဝထင်မှားသူများပါပါဝင်နေသောကြောင့်ဖြစ်သည် ဒါကမင်းတယောက်တည်းမှဖြစ်တာမဟုတ်ဘူးမင်းလိုမတရားကောက်ကျစ်အနိုင်ကျင့်ကိုကြိုးရှာတဲ့လူတွေအားလုံးဖြစ်ကြတာပါသူအံ့ဩနေသည်ကိုရိမ့်မိသောတငယ်ချင်းကသူ့အားမထူးဆန်းသောလေသံနှင့်ခက်အေးအေးပြောပြသည်ကိုတယောက်တည်းဖြစ်တာမဟုတ်ဘူးဆိုသောအတိကြောင့်စိုးရိမ်ထိတ်မောမှုများပင်အတော်အသင့်ပြေလျော့သွားခဲ့၏ဆရာကြီးနှင့်တွေ့သောအခါသူ၏ပျော်ရွှင်မှုများအေးပျော်ကြသွားတော်သည် ဆရာကြီးမှသူ့အားစိတ်မကောင်းသောမျက်နှာထားဖြင့်ပြောလာသည့်စကားများကြောင့်ဖြစ်သည်ကျုပ်ကူညီခြင်းပါတယ်ဗျာဒါပေမဲ့ကျုပ်ခမားကို ကူညီဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဘာလို့လဲဆိုရင် ကျုပ်စီမှာခမားလိုမျက်နှာပြောင်းပြက်သွားတဲ့လူတွေသူတို့အရင်မျက်နှာပြန်ရအောင်လုပ်ပေးဖို့စီရင်ပေးထားတဲ့လူတွေများနေပြီဆရာကြီးအားပြပြတယ်လဲတောင်းမှန်ပါ၏ တငယ်ချင်းဖြစ်သူကပါအနုညွတ်ဝင်ရောက်ပြောဆိုပေးတော်လဲဆရာကြီးကခေါင်းတစ်ခါခါနှင့်သာညင်ဆန်သည် မဖြစ်နိုင်တော့လို့ပါဆိုသောစကားကိုသာထပ်ခါတလဲလဲတုံပြန်သည်ထီပေါက်ပြီးထီလက်မှတ်ပြောက်သူထပ်ပင်သူခံစားလိုက်ရသည် နောက်ဆုံးမျော်လင့်ချက်အနေဖြင့်ဆရာကြီးကိုသူမြစ်တံရက်ခံတောင်းဆိုမှုပြုလိုက်သည်။ဒါဆိုရင်လဲဆရာကြီးရဲ့ဘလောက်ကြာရင်ကြာပါစေကျွန်တော်စောင့်မမယ်။ စီးရင်လေးသွင်းပြီးတိုကင်လေးတော့ယူသွားခွင့်ပြုပါစီယာဆရာကြီးဤစိတ်မသက်မသာနှင့်ပြောလာသည့်တောင်စွဲတွင်နေဝင်ချိန်၌လက်ခနဲလင်းသွားသောဓားတစင်းဤအသွားလိုစကားကြောင့်သူစိတ်ရောလူပါမိခိုးငွေလို လွင့်စင်သွားသည်ခမားစီးရင်သွင်းသွားလဲအလကားဖြစ်မှာပါကျုပ်စီမှာစီးရင်ပေးထားတဲ့လူတွေအားလုံးကိုကျုပ်တည်တဲ့အထိလှုပ်ပေးမယ်ဆိုရင်တောင်ပြီးမယ်မထင်ဘူးပြီးတော့ ဦးစားပေးလုပ်ပေးရမယ်ညင်းလို့မရတဲ့သူတွေကလည်းဝင်လာကြအောင်ပါဗျလင်းတော်ဝေဟုတ်ကဲ့ပါရှင်ဒီစာလေးကတော့ဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီရှင်နားဆင်အားပေးကြတဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမ်းမာပေးကင်းကြပါစေ thank you